ိုပြောချင်တာကနော်ကျွန်တော်အမိမြန်မာနိုင်ငံရဲ့ institution မြန်မာတမတော်လို့ကောင်းနေတာအခုမှမရှိဘူးလို့ပြောချင်ပါတယ်တကယ်ပြောတာနော်ငါတို့နိုင်ငံမှာတမတော်တွေအများကြီးပေါ်လာတယ်ဗောနော်အခုဆိုကြီးပြည်သူကကွယ်ရေးတမတော် PDF တွေပါပေါ်လာသေးတယ်နော်ဟုတ်လားဘယ်တမတော်ကကောင်းတယ်လဲကိုယ့်ကိုစဉ်းစားလက်လာတည်ယူနော်ဟုတ်လားဘယ်တမတော်ကအကောင်းဆုံးလဲကိုယ့်ကိုစဉ်းစားဝယ်ပါဆုတ်ဖြတ်ပါ ကိုကတော့မြန်မာအမိမမြန်မာအမိပါပဲโอเคလေးစားပါလေးစားပါလေးစားပါကဲဘောမမပြောစကားအများဆုံးရှိဘယ်လောက်ထိတော့လောင်လဲဆိုတာသူတို့ပြောတဲ့အာသူတို့ပြည်သူတော်လိုင်းရေးတက်ဖွဲ့ဒီမှာပြည်သူရင်ဝင်ထံမှာခိုးလုံပြီးတော့အလင်းဝင်သွားပါတယ်ဆိုတော့စစ်မှုထမ်းကအများဆုံးရှိရင်လူ900อืมခင်ဗျားတို့ကအနောက်ပါနာနေကျမကနှစ်ဆတိုးပြီးလိုက်မယ်လူတစ်ထောင်လူတစ်ထောင်လောကမရှိဘူးเนาะ ခင်ဗျားတို့ကိုအာနာပါနာနဲ့ဖားလေးငားလေးတွေပြောပါစီအယူဆိတ်ချမ်းတိုင်းတိုင်းပြည်တော်ဝဲအေးချမ်းတယ်ဆိုတဲ့သဘောတရားနဲ့လူဦးရေကိုတိုးပေးလိုက်တာအများဆုံးလက်နက်ချပြီးတော့ကိုသွားတဲ့စစ်မှုထမ်းအများဆုံးရှိရင်လူတစ်ထောင်ပဲရှိကက်ချပရိတ်တချင်းနဲ့အလုံးမမြင်လာပါဆမ်ပီရက်ရှင်နဲ့တပန်ပြန်လဲကြိုဆိုပါတယ်ကဲဟုတ်ပြီကျွန်တော်ဒီဗီဒီယိုရက်ရှင်လေးမစားခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe နဲ့ဒီလို subscribe နေဖို့ကြောင့်ရတောင်းဆိုချင်ပါတယ် ဒါဟုတ်ပြီကျွန်တော်ဒီနေ့ဘောမဗီဒီယိုရက်ရှင်တွေရပါလိမ့်လဲဆိုတော့ပထမဗီဒီယိုမှာမြန်မာနိုင်ငံမှာပြတ်တမတော်ကအကောင်းဆုံးလဲဆိုပြောမြန်မာစစ်တပ်တမတော်ကဘယ်သူမှမမြင်နိုင်ဘူးအကောင်းဆုံးပဲဆိုပြောဒီဘောမတယောက်ရဲ့ဟွန်တန်လွန်တန်တွေရဲ့အဲ့နောက်မှာဒီဒီဘောမမပတူက US နဲ့ဘင်္ဂလားကအဲအဲနဲ့ CNF ကိုထောက်ပံ့တော့မယ်ဆိုပြောတတင်းတွေကြားပြီးတော့သူရဲ့ဟွန်တန်လွန်တန်နဲ့ဂျီကွဲတန်တွေကိုကျွန်တော်နဲ့အတူ reaction လုပ်ပြီးတော့ကြည့်အောင်ကဲ let's go လေးစားပါတယ်လေးစားပါတယ်ကျွန်တော်ချစ်တဲ့အမိမြန်မာနိုင်ငံရဲ့လူငယ်လေးများကိုလေးစားပါတယ်နော်อืมအကူကဒက်ပြောမယ်ဒက်ဆော်ချင်တယ်နော်အေးဒက်ဆော်ချင်ကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့နော်อืมခုနလိုပေါ့နော်ဖြစ်ပေါ်လာတဲ့တတ်မတော်တဲ့အများကြီးရှိရယ်နော်ဟုတ်လားကျွန်တော်တို့ကချီပြည်နယ်ကချီလွတ်လပ်ရေးတတ်မတော်ကေအန်လွတ်လပ်ရေးတတ်မတော်အာရခတ်တတ်မတော်အေးအေးဘာလဲညာလဲဟုတ်လားအများကြီးရှိရယ်ဟုတ်လားနော်อืมအများကြီးပါအများကြီးတိုက်တက်လက်လက်ကတတ်မတော်တဲ့အများကြီးအကူပြောချင်တာကနော် ျွန်တော်အမိမြန်မာနိုင်ငံရဲ့ institution မြန်မာတမတော်လောက်ကောင်းနေဟာအခုမှမရှိဘူးလို့ပြောချင်ပါတယ်နော်တကယ်ပြောတာနော်ငါတို့နိုင်ငံမှာတမတော်တွေအများကြီးပေါ်လာတယ်ဗောနော်အခုဆိုရင်ပြည်သူကကိုယ်ရဲ့တမတော် PDF တွေပါပေါ်လာသေးတယ်နော်ဟုတ်လားဘယ်တမတော်ကကောင်းတယ်လဲကိုယ့်ကိုစဉ်းစားလက်လာတီးယူနော်ဟုတ်လားနော်ဟုတ်ပြီလားဘယ်တမတော်ကကောင်းဆုံးလဲကိုယ့်ကိုစဉ်းစားဝယ်ပါဆုတ်ဖြတ်ပါအခုကတော့ မြန်မာအမီမမြန်မာအမီပါပဲအိုကေလေးစားပါလေးစားပါလေးစားပါမင်္ဂလာပါကျမမုံတူမာသေးပါရှင်ဒီနေ့အနောက်25ခုနှစ်ဧပြီ20ရက်နေ့ဖြစ်ပါတယ်အာမိန်ကန်ကြောတောင်နောက်ခံတဲ့ဘင်္ဂလားဒေ့စ်စစ်တပ်ရဲ့အမတ်30အမတ်79အမတ်24ဆိုတဲ့တရင်သုံးခုကမြမပြည်တွင်းစစ်မှာဝင်ရောက်ဆုတ်ဖတ်တော်မယ် AA နဲ့ CNF ကိုစစ်လက်နက်တွေထောက်ပံ့တော်မယ် drone ပညာနေရိတ်ခါစေဝါနဲ့ သူတို့ဒီကစစ်ပွဲတစ်ခွဲမှာရိတ်ခါလည်းတိတ်ပြီးရေးကြည့်တယ်ဆက်သွယ်ရေးကလည်းတိတ်ပြီးရေးကြည့်တယ်ဆိုတော့ဆက်သွယ်ရေးဒီရိတ်ခါတွေစေဝါတွေနဲ့ drone နည်းပညာတွေထောက်ပံ့တော့မယ်ဆိုတဲ့တဲ့နေလူမှုကွန်ရက်မှာပြန့်နှံ့လာတယ်။ဒါအပြင်မင်္ဂလာဒေ့မှာရှိတယ်ကော့ပစားလေးစိတ်ကိုတိုးချက်နေပြီးတော့အဲ့ဒီလေးစိတ်ထဲမှာအာ drone အခြေတိုင်းစကန်တွေတိစောက်မယ်အဲ့ဒီကနေဒီစင် AA နဲ့ CIA ကိုထောက်ပံ့ပေးမယ်ဆိုတာမျိုးတွေပြောလာတယ်။အာဘသူကစားပြီးဖွာတာလဲဆိုတော့ဥသိမ်းမြတ်ပေါ့နော် TN Media အသက်ကြီးသလိုအုံနောက်ကြီးနေချင်ပါတယ်။ အသက်ကြီးဆိုလို့အုံတော့မကြီးလာတဲ့ခါကျတော့ကျမတို့လိုလူငယ်တွေကတော့လှောင်ပြောင်ရတဲ့အဆင့်အထိခမရဲ့အတင်ညာကနှိမ့်ကြတော့တာတွေ့ရတယ်ပေါ့ဆိုတော့ဒီစရိတ်နဲ့ပတ်သက်ပြီးတော့တချို့လူတွေကစိတ်ပူနေကြတယ်ဟာတချို့ကျတော့လည်းဝမ်းတာနေကြတာပေါ့နော်ဟာဘုံဂျုံလေးတွေ Disney အားဖြင့်ဘုံဂျုံအမျိုးရုပ်တွေကဟာအခုတော့ AA ကိုမနိုင်ဘဲနဲ့ AA ကိုအမေရိကန်နဲ့ကျောရနောက်ခံနဲ့ဘင်္ဂလားဒေ့ကနေပြီးတော့အခုလူမျိုးနှီးပညာတွေထောက်ပံ့ပေးလို့ရှိရင်ဘလို့ဖြစ်တော့မယ်ညာလို့ဖြစ်တော့မယ်ဆိုပြီးမဆားရအောင်ဝါခမန်းနေအားရဝါတာဖြစ်နေကြတယ်။အင်း ဒီကိစ္စပေါ်မှာစိုးရိမ်ကြတဲ့လူတွေကလည်းဘာဖြစ်လို့မဟုတ်သေးရေဒီကိစ္စပေါ်မှာတခုခုသုံးသပ်ပေးပါဆိုပြီးကျွန်မပြောရတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မလူရင်းတူရှင်ပြောရမယ်ဆိုရင်တော့ပြောပြောပြောမနဲ့လာမလားဆိုနေလေရောက်မလားဆိုညနေချင်းလာမလားလို့ဖြာများနေရမလို့သူနာနေရာကိုတင်းသွားကအစကြည့်ရေလိုရမင်းဖြေးကြပါလိမ့်မယ်ကွယ်ပြူမောင်ပြဲရောက်ချင်းကိုမောင်ပြဲရောက်ချင်းကို အဲ့ဒီလိုအခါခါခုံးချိုတာပါလိမ့်မယ်ရွှေကြီးညိုပေါ့နော်ဆိုတော့ကျမကအဲ့ဒီလိုမနဲ့လာမလားဆိုနေလေရောက်မလားဆိုညနေချိန်ရောက်မလားဆိုပြီးတော့အဲ့ဒီလိုကိုမှားတန်းစာလေးနဲ့ညှော်ချင်သေးတယ်လို့ညှော်ချမ်းပါသေးတယ်။အင်းဒါမှတော့ပြောခဲ့တာက2020မှာပြောခဲ့တာအတူပြီလာတော့မယ်။အမေရိကန်တန်ယုံရှင်မှာ အာတုဘီလာပါဆိုပြီးစိုင်းပုတ်တွေကင်ပြီးဒူးထောက်ပြီးတော့တောင်းဆိုခဲ့ရတနာခံရတယ်အာတုဘီလာတော့မယ်ဆိုတော့အာတုဘီမကတော့အာတုဘီအဖေပဲလာလာပေတိုဆိုင်းကိုခရင်လိုကမ်းလိမ့်မယ်လို့ကျွန်မပြောခဲ့တယ်အခုအာတုဘီမလာမှန်းသိတဲ့အခါကျတော့နီးစက်ရဘောကိုပြေးမှာတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကပဲမြန်မာပြည်လာတိုက်တော့မယ်ဆိုတော့ဘတော့လာတိုက်မှာလဲမနေ့တိုက်မှာလားနေ့လည်းတိုက်မှာလားညနေတိုက်မှာလားကျွန်မမျှော်နေပါတယ်လို့ဟုတ်ပါမျိုးပါဆိုတော့အဲ့ဒီလိုမျိုးတစ်ဖက်ကအုပ်စုတွေဝါဒဖြန့်နေကျွန်မကခြိုက်နေတယ်ဆိုတော့သူတို့ဝါဒကောင်းကောင်းဖြန့်ပါသေးတယ်ထွက်ထားလိုက်ပါ ။အဲ့ဒီလိုဝါဒများများခံပေးတဲ့လူတွေကိုလည်းကျွန်မကကျေးဇူးတင်တယ်။ဒီလောက်ဆိုရင်ကျွန်မအမျိုးတွေအနေနဲ့ကဒီအခြေအနေရဲ့အဲအခြေအနေပေါ်မှာနားလေရေးစားလိမ့်မိလိမ့်မယ်လို့ထင်တယ်။ဒီလိုသောအကြောင်းအရာတွေကထုတ်ပေါ်ပြောဖို့မလိုအပ်တဲ့အတွက်ကျွန်မထင်ချန်ထားပါတယ်။မန္တလေးအဲ့ဒီလိုရှင်နေဖြစ်လာလို့ရှိရင်အမေရိကန်ကြောထောင်နောက်ခံဖြစ်တဲ့ AA နဲ့ CNF ကတစ်ဖက် တရုတ်ရဲ့ကြောထောင်နောက်ခံဖြစ်တယ်ကိုကန့်နဲ့ပလောင်ကတစ်ဖက်သူတို့အဖွဲအချင်းချင်းမြန်မာပြည်ထဲမှာ proxy ဟောအာဖြစ်နေမယ်ဆိုတော့အတန်လေးလဲကြားရတယ်ပေါ့နော်အဲ့ဒီမှာ BBC ကနေထွက်သွားတယ် TN လက်ရှိမှာ TN Media ဆိုတဲ့ဥသိမ်းမြက်အသက်သာကြီးလာတာအိုးနောက်ကကြီးမလာတဲ့အတွက်နော်လူပြောသူပြောများလာတဲ့အဖြစ်ပေါ့နော်ဆိုတော့ဒီနေရာမှာဥသိမ်းမြတ်တော်ကဘာပြောလဲဆိုတော့မြန်မာပြည်ဟာဒုတိယယူကရိန်းကိုဖြစ်နိုင်ခြေရှိပါတယ်ဆိုပြီးတော့ ပြည်သူကိုတပူပေါ်နှစ်ပူဆင်အောင်လက်ရှိမှာငလင်ဘေးရတမျိုးစစ်ဘေးရတမျိုးဒုက္ခမျိုးစုံရောက်နေတဲ့အချိန်မှာတပူပေါ်နှစ်ပူဆင်အောင်မိလာလာလေးပင်တော်တော်လေးတွေ့ရတယ်။အင်းဦးသိမ်မြတ်အသက်တာကြီးလာတယ်။အုံနောက်ကကြီးမလာဘူးထင်တယ်။မြန်မာပြည်ဟာဒုတိယယူကရိန်းကိုဖျက်နိုင်ခြင်းရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်မမကုတုမဟာသေးပြောခဲ့တာ၄-၅လလောက်ကြာခဲ့ပြီ။ဘယ်အချိန်မှစပြီးပြောခဲ့တာလဲဆိုရင်စစ်ဖြစ်တော့ယူကရိန်းမြန်မာစစ်ဖြစ်တယ်။စစ်ဖြစ်ရတဲ့အကြောင်းရင်းဒီယူကရိန်းဒီ နေတို့အခွဲတွေကိုဝင်ရှင်တဲ့အတွက်စစ်ဖြစ်ရတယ်။ယူကရိန်းကသူ့ရဲ့ပြမအရင်းမြစ်သူ့ရဲ့နကူမူလနိုင်ငံရေးရေမှတ်ချက်နိုင်ငံရေးစံနာဖြစ်တဲ့နေတို့ဖွဲ့တဲ့ဝင်ချင်းလေအဲ့ဒီကနေစစ်ဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့စိန်ချန်ရေးဆွေးနွေးတဲ့အခါတကယ်စစ်ကိုလက်ခံပြီးဖြစ်သွားတယ်ပြည်ကျေးပြီးလူသေးသွားတဲ့ယူကရိန်းကဆွေးနွေးပွဲမှာမပါလာတော့ဘူးဒါအပြင်ပိုလန်နိုင်ငံကပြောလဲ ပိုလန်နိုင်ငံရဲ့ခေါင်းဆောင်ကပြောတယ်ယူကရိန်းကိုသူတို့ပိုလန်က EU ဥရောပသမ္မတကထဲမှာဝင်ဖို့စိတ်ကူးတောင်စိတ်တောင်မကူးနဲ့ဥရောပသမ္မတကမှာယူကရိန်းအတွက် နေရာမရှိဘူးလို့ပိုလန်ကောင်းဆောင်ကပြောတယ်။အဲ့ဒီလိုပဲနေတို့အဖွဲ့ဝင်ဖြစ်တဲ့အင်အားကြီးနိုင်ငံတွေကလည်းအထူးသဖြင့်တူရကီတို့ဆွီဒင်တို့ကလည်းပဲယူကရိန်းကိုနေတို့အဖွဲ့တို့လုံးဝဝန်မခံနိုင်ဘူးလို့ပြက်ပြက်တသားပြောတယ်။အဲ့ဒီအချိန်တွေကကျွန်မပြောခဲ့တာမြန်မာပြည်ကဒုတိယယူကရိန်းကိုဖျက်နိုင်ချေရှိတယ်တတိထားပါလို့ကျွန်မပြောခဲ့တယ်။အဲ့ဒီအချိန်တုန်းကဥသိမ်းမြတ်တို့ပဲခြုံထဲမှာသွားပြီးအိပ်ပျော်နေလဲဆိုတာတော့ကိုယ့်ကိုယ်ကိုပဲသိနေမယ်။ဆိုတော့နိုင်ငံရေးကိုအဲ့ဒီလိုမျိုးစစ်ရေးကိုကြိုးပြီးမြင်နိုင်တဲ့အရေးချင်းမရှိဘဲနဲ့စစ်ရေးကိုတက်ရောက်ကမလုံနဲ့။တခြား ခမရအာချင်းရက်ွက်ထဲမှာရက်ထဲရွာထဲမှာအာပလာလို့ရတယ်စီရီမှာလာပြီးအာပလာမလုံးနဲ့နော်သူ့ရဲ့ image ချက်ဖြစ်တဲ့ Ukraine နဲ့ Ukraine က NATO ဖွဲ့လည်းဝင်လို့မရ EU ဖွဲ့လည်းဝင်လို့မရပဲね Ukraine နိုင်ငံကြီးပျက်စီးသွားတာပဲဖတ်တင်ပြီးတော့ Ukraine ပြည်သူတွေလူမျိုးတွေတေးပြီးတော့မျိုးဆက်တွေ လူသားအရင်းမြစ်တွေတက်စီးသွားရတာပဲအဖတ်တယ်နဲ့ဘာရလိုက်တယ်လဲအဲ့ဒီဥစ္စာနဲ့နှိုင်းရှင်ပြီးတော့မြန်မာပြည်မှာအခုတစ်တော့များနဲ့ကိုဆက်စင်ရေးဆိုရဲအန်ယူဂျီတွေကိုကျမမေးတယ်ဗရက်တွေကိုမေးတယ်ခင်ဗျားတို့ဘာရလိုက်တယ်လဲခင်ဗျားတို့ပလောင်ချင်းရဲလေးလေးစီကဘာရလိုက်တယ်လဲတရားယူရှိမှာကြုံခံနေတဲ့ KNU နဲ့ PDF ကိုကျမမေးတယ်ခင်ဗျားတို့ဘာရလိုက်တယ်လဲချင်းရှိမှာ CN နဲ့ CN လေးရှိမှာချင်းဘာဘာခုရှိမှာကြုံခံနေတဲ့ KNU ချင်းနဲ့ PDF တွေကိုကျမမေးတယ်ခင်ဗျားတို့ဘာရလိုက်တယ်လဲ စစ်ကြောင်တည်စစ်ကြောင်ကြည်ပြီးတော့ကျမတို့မြန်မာနိုင်ငံကြီး D state ဖြစ်သွားတာပဲဖတ်တယ်လေနောက်ဆုံးမှာမြန်မာနိုင်ငံ Face state ဖြစ်သွားတာပဲရလိုက်တယ်အကျိုးမြတ်နေတဲ့မြန်မာနိုင်ငံ D state ဖြစ်သွားတယ်မြန်မာနိုင်ငံ Face state ဖြစ်သွားတယ်မြန်မာပြည်သူလူထုတည်စင်ရဲမွေးတည်တဲ့နော်နဲမှာနှစ်တဲ့နှစ်သွားတာပဲဖတ်တယ်လေဒါကြောင့်မို့ခမားတို့ရဲ့လုံရက်တွေကိုရက်တန်းကရက်ရမယ်လို့ကျမသတိပေးခဲ့တယ်စီရင်နိုင်ငံကြီးတုံးတက်တယ်ဆိုတော့အဲ့လိုတုံးတက်ရတယ်อืม နော်ဆိုတော့လည်းရှိမှာဘင်္ဂလားဒေ့အကူအညီနဲ့အမေရိကန်ကျောင်းတော်ကံနဲ့ဘင်္ဂလားဒေ့စစ်တပ်ကအေအေဘက်ကလာပြီးထောက်ပံ့မယ်ဆိုတော့အဲ့ဒီလူဒီအဲ့ဒီလိုမျိုးဝါဒဖြန့်နေတဲ့လူတွေကိုကျွန်မကကျေးဇူးတင်တယ်ခင်ဗျားတို့များများဝါဒဖြန့်ပါလို့တော့ကျွန်မကတိုက်တွန်းချင်တယ်အဲ့ဒီလိုဝါဒဖြန့်လေကျွန်မတို့ကသဘောချလေးပါပဲနော်ဆိုတော့ကဒီလောက်ဆိုလို့ရှိရင်တချို့အကြောင်းအရာတွေကပြောလို့ထုတ်ပြောလို့အာကြိုတင်ပြီးထုတ်ပြောလို့မရတဲ့အတွက်ကျွန်မမျိုးတွေနားလေသဘောပေါက်နေမယ်လို့ကျွန်မထင်ပါတယ်ပြောပါပါနောက်ကတော့ပြောဟာကျွန်တော်စမှုတန်းနေပေါ့နော် စစ်မှုထမ်းနေတောခိုတဲ့ကိစ္စစစ်မှုထမ်းတောခိုမှုတည်င်းတွေတော်တော်များများကြာရတယ်တချို့နေရာတွေမှာဆိုလို့ရှိရင်အာတယောက်နှစ်ယောက်လည်းမဟုတ်ဖက်နဲ့အဖွဲလိုက်တောခိုမှုတွေကြာရတယ်ကျမတို့ဘက်ကတော့တောခိုတယ်ပေါ့ကိုဘရက်ကကပြောရဲဆိုရင်တော့တို့ရှင်မှာလက်နဲ့ချပြီးအလင်းဝင်တယ်ဆိုတာမျိုးတွေပေါ့နော်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းပဲ Telegram မှာလူတို့ချတယ်မှာပြန်နှံ့မှုတွေပြောဆိုမှုတွေများတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ကျမကအခြေအနေမှန်ကိုပြောမယ် ကျမကအရှိကိုရှိတာအမှန်ကိုမှန်တိုင်းပြောမယ်ခင်ဗျားတို့ကအရှိကိုရှိတာအမှန်ကိုမှန်တိုင်းလက်ခံရတဲ့တက်တီရှိမှာဒီဗီဒီယိုခိုင်းအောင်ဆုံးအောင်လိုက်ကြည့်ပါอืมဆုံးအောင်လားထမဆက်မှုထမ်းနေဆိုကြတော့မိမိဆန္ဒရဆက်မှုထမ်းတာရှိရတချို့ကကြောက်လို့ဆက်မှုထမ်းတာရှိရတချို့ကတော့ဘူးမတိဘာမတိပဲနဲ့ပေါ်တာဆွဲခံရလို့စိတ်ထဲရောက်ပြီးဆက်မှုထမ်းရတဲ့လူတွေရှိရဒါကြောင့်မို့လူအမျိုးမျိုးစိတ်အထွေထွေခံယူချက်မျိုးစုံရှိတဲ့အတွက်တကယ်တမ်းတာဝန်ထမ်းဆောင်တဲ့အခါမှာတပုံထမ်းမှာတော့ကူသွားတဲ့လူတွေရှိရ အဲ့ဒီသတင်းလေးကိုပဲတစ်ဖက်ကပြည်ဖက်မီဒါတွေနဲ့တစ်ဖက်က lobby တွေ propaganda တွေကအုံနဲ့ချင်းနဲ့ဝါရဖက်ကြတယ်ခနာမှာတော့စစ်မှုထမ်းပန်တွေရောသူတို့ရှိမှအလင်းဝင်ပါတယ်ဘယ်မှာတော့စစ်မှုထမ်းပန်တွေရောအလင်းဝင်ပါတယ်သူတို့ဒါကိုဝါရဖက်ကြတယ်ဒါပေမဲ့ကျမပြောမယ်အလုံးစုံအများဆုံးရှိသူတို့ပြောတဲ့သူတို့ပြည်သူတော်လှန်ရေးတပ်ဖွဲ့တွေမှာပြည်သူရင်ခွင်ထံမှာခိုးလုံပြီးတော့အလင်းဝင်သွားပါတယ်ဆိုတော့စစ်မှုထမ်းကအများဆုံးရှိ လူ900 ခင်ဗျားတို့ကအနောက်ပါနာနေကျမကနှစ်ဆတိုးပေးလိုက်မယ်လူတစ်ထောင်လူတစ်ထောင်လောကမရှိဘူးနော်ခင်ဗျားတို့ကအနောက်ပါနာနေဖားလေးငားလေးတွေပြောပါစီအယူစိတ်ချမ်းသာရင်တိုင်းပြည်တော်ဝဲအေးချမ်းနေဆိုတဲ့သဘောတရားနဲ့လူဦးရေကိုတိုးပေးလိုက်တာအများဆုံးလက်နက်ချပြီးတောကူသွားတဲ့စစ်မှုထမ်းအများဆုံးရှိရင်လူတစ်ထောင်ပဲရှိတယ် ဒါဆိုရင်လက်ရည်မှာပြည်သူ့စစ်မှုထမ်းကအပတ်စဉ်7နှစ်တိခေါ်တယ်။7နှစ်ခေါ်နေပြီဖြစ်တဲ့အတွက်စစ်တပ်ကတင်းနဲ့တက်နေဆဲရှိတယ်။ဆိုတော့အပတ်စဉ်10အထိ300ရောင်ရှိနေတာလုံလောက်စွာစူးစောင်းပြီးသွားပြီဖြစ်တယ်။တပတ်စဉ်မှာလူ9000နဲ့အပတ်စဉ်10ဆိုတော့စစ်မှုထမ်းတက်တာတဲ့လူ9000ရှိ။အဲ့ဒီ9000နဲ့က1000နောက်တော့ခုသွားတာကိုခမရတို့ကဘဝကြီးထင်နေကြတယ်။ ဘယ်နာမှာတော့ခုလာပြန်ပြီဘယ်နာမှာကျွန်တော်တို့ရှိကိုအလင်းဝင်လာပြန်ပြီဆိုပြီးခင်ဗျားတို့ကိုထောက်ခံတယ်နေပေါ်နေပိတ်တူခင်ဗျားတို့မျောလင်းချက်အမားတွေတရင်အမားတွေပေးနေတယ်ခင်ဗျားတို့နားတဲ့ကိုအစိတ်ခတ်နေတယ်အဲ့ဒီမျောလင်းချက်အမားတွေကြောင့်ပဲခင်ဗျားတို့တိတ်ကျင်းသွိုးနဲ့တေးလာရတယ်အင်းအင်းအင်းဟုတ်ပါပြီ။နော်ဆိုတော့ကျမတို့ဘက်ကအာတက်မတော့ကန်တဲ့လူတွေတက်မတော့ချက်တဲ့လူတွေနိုင်ငံချက်တဲ့လူတွေအနေနဲ့ကလည်းဒီပုံမှာခင်ဗျားတို့စိတ်ဆိုးရင်ပို့မလို့စိတ်ပို့ဖို့မလို့စမှုထမ်းတက်တာတက်ကအနည်းဆုံးအင်အား9000ရှိတယ်။အဲ့ဒီ9000မှာလက်ရှိမှာသဘုံထမ်းပေါင်းကို ပြောင်းသွားတယ်မျိုးညက်ကအလူတစ်ထောင်မပြည့်ဘူးอืมဘာလဲညတို့ဘာလဲကြိတ်ပွဲဝင်နေနေကြတာလေဒီလောက်ဆိုရင်နောက်နောက်ပြည့်ဖြတ်မိကြရေးမှာကျွန်တော်ပြည့်ဖြတ်အုပ်စုတွေကဘုံကျုံမျိုးညက်တွေပါဇက်ကနေပြီးတော့ကျွန်တော်တို့ရှိကိုစစ်မှုထမ်းတတ်တဲ့တွေအလင်းဝင်လာပါတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ရင်ခမားတို့မတုံလှုပ်ပါနဲ့လို့ကျွန်မကြိုတင်သတိပေးပါတယ်ဒီလိုကအရက်သားတွေကိုပြစ်မှတ်ထားလာတဲ့အောင်စီရစစ်တပ် စစ်တပ်ရဲ့အောင်စရာစစ်ကြောင်းကအရက်သားပြည်သူတွေကိုပြက်မှတ်ထားပြီးလေကြောင်းကနေတိုက်ခတ်နေတဲ့ဘုံကျဲတိုက်ခိုက်နေပါတယ်။ကရင်ပြည်နယ်အနှံ့ပြားမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပါတယ်ဆိုပြီး KNU ကစာထုတ်တယ်။ KNU ကစာထုတ်တယ်။ဆိုတော့ခင်ဗျားတို့ KNU ကိုယ်တိုင်ကပြောခဲ့တာခင်ဗျားတို့ KNU ကအားပေးနေတဲ့ lobby ကြီးဗဇက်ကပြောခဲ့တာအောင်စရာစစ်ကြောင်းကိုခင်ဗျားတို့ချိန်မုံလိုက်ပြီးဖြစ်တယ်။အောင်စရာစစ်ကြောင်းကိုခင်ဗျားတို့2023နှစ်ကချိန်မုံလိုက်လို့စစ်ကြောင်းတစ်ခုလုံးအတုံးအယုံနဲ့တည်သွားပြီ။အခုလည်းပဲ ခင်ဗျားတို့လွန်ခဲ့တဲ့တပတ်လောက်က ERB တည်င်းဌာနမှာကင်ငင်ချက်ဖက်ကောင်ကပြောခဲ့အောင်စီရစစ်ကြောင်ကအချက်မရှိတော့ပါဘူးတိတ်ခါမရှိတော့ဘူးအောင်စီရစစ်ကြောင်ကြီးကိုကျွန်တော်တို့ KNU ကကျွန်တော်တို့ကင်ငင်တက်မတော်သားတွေကချိန်မုံနိုင်ခဲ့ပါတယ်လို့ပြောတယ်အခုတပတ်တော်မပြည့်သေးဘူးအောင်စီရစစ်ကြောင်ကကင်ငင်ပြည်နယ်မှာ တိုက်ပွဲတွေဖော်ဆောင်ပြီးတော့အရဲသားတွေကိုပြစ်မှတ်ထားနေတယ်လို့ခင်ဗျားတို့ပြောတယ်တခါချင်းမိနံပါတ်မှာဆိုလို့ရှိရင်ချင်း ဒေါ်လာရင်းတစ်ခွဲလေးတင်ပိုက်ထားတဲ့စက်ကောင်စီကင်းစင်သွားတဲ့ချင်းမိနယ်တောင်ပိုင်းကိုစစ်တပ်ကအရက်သားတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေပါတယ်လို့ခင်ဗျားတို့ပြောတယ်။အင်းတကယ်တမ်းအရက်သားတွေကိုပြစ်မှတ်ထားခန့်ပြစ်မှတ်ထားပြီးတိုက်ချင်ရင်လေရင်စီအကုန်ခံပြီးကင်းရင်ပြည်နယ်ကိုဗားကြောင်သွားမှာလေ။လေရင်စီအကုန်ခံပြီးချင်းမိနယ်ကိုဗားကြောင်သွားမှာလေ။ရန်ကုန်မြို့ထဲမှာတင်ကရင်နေချင်းနေရခိုင်နေအများကြီးရှိတယ်။အဲ့နာမှာဘုံတလုံးလောက်သွားချင်လို့ရတယ်။ခင်ဗျားတို့ကိုရိုးရိုးရှင်းရှင်းလူလူနားလည်အောင်ရှင်းပြတာ။ တရင်းစာမှာဆိုလို့ရှိရင်လည်းပဲ AA ကိုဘင်္ဂလားဒေ့ကထောက်ပံ့တော့မယ်အမေရိကန်ကထောက်ပံ့တော့မယ်ဒါ AA ကရခိုင်ပြည်နဲ့အပြင်မော်တင်ဆုံးကိုတော့တင်းတော့မယ်အမေမော်တင်ဆုံးကိုတင်းတော့မယ်ဆိုလို့ AA တရင်းဒီနားထောင်ကြည့်တော့အယောင်ရီတိုက်လေးမျက်နှာမျိုးကိုစစ်တပ်ကဘုံချဲနေပါရဲ့ခင်ဗျားတို့ငိုကြတယ်ညောင်ကျိုးစကန်ကို AA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပါရင်ဒါကြောင့်မလို့ကာပါစာခွန်ကာပါစာ6เนาะကြော်စာပြီးလဲမြေဆက်ရုံလို့ ကျမတို့ဗရာဟုတ်ချက်ပင်ဆင်းတဲ့မှာလို့ရှင်ဆင်းတဲ့ကိုကြောက်ခုကိုကပါချဆက်ယုံနေကိုမချခဲ့မှာအေကသိမ့်ပါတော့မယ်ခင်ဗျားတို့ဝါဒပြန့်ခဲ့တာ၃လတောင်ကြာခဲ့တယ်ဒီလိုပဲမကွေးတိုင်းရဖဲမျိုးနယ်ကိုအေအေနဲ့တော်ပိုင်းတစ်ဖက်လေးကတိုက်ခိုက်သိမ်းပါလိုက်ပါတယ်လို့ပြောတယ်ဒါဆိုလို့ရှင်ခင်ဗျားတို့ပြောသလိုတပ်မတော်ကအမှန်တကယ်သာအရတားကိုပြင့်မှတ်ထားတိုက်ခိုက်မယ်ဆိုရင်အေအေသိမ့်ထားတယ်ဆိုရင်ရခိုင်တပြည်နယ်လုံးဘုံကျဲလို့မိလောင်ပြကြပြီးပြလေးဆွသွားခဲ့တာတော်တော်ကြာခဲ့မယ် ခုလောက်ဆိုရင်ရခိုင်တပြည်နယ်လုံးပြာကြလို့ရခိုင်နဲ့လူမျိုးတုံးပြီးတေချဲတို့နဲ့တေးရတဲ့အဖြစ်ကိုရောက်သွားလိမ့်မယ်။နော်။ဒါတော့မှတမတော်ကနေပြီးတော့တမတော်ကနေပြီးတော့ထိထိတိတ်တိတ်နဲ့စစ်ဖက်အရက်ဖက်စီရေးပြမှတ်နဲ့အရက်သားပြမှတ်ကိုခွဲခွဲခြားခြားခွဲခြားပြီးတော့ ခြေမုံးလေးရှိတယ်။ဒါကြောင့်မလို့မလေးကဆိုရင်မလေးကဧပြီ16ရက်နေ့ရခိုင်ပြည်ကြောက်တော်မြို့နယ်မှာရှိတဲ့အေအေရဲ့ဘုံမတရားဘူးဘာပါလဲ။အေထောက်ဖို့နေနဲ့အေလက်နဲ့ဆက်ရုံအေကိုရိတ်ခါနေစေးဝါးတွေထောက်ပံ့ပေးနေတဲ့နေရာကိုတမလို့ကလေးချောင်းဘုံကျဲရှင်းလင်းခဲ့။ခမတို့ပြောသူတို့ကအမှန်တကယ်စစ်တပ်ကအရက်သားပြည်သူတွေကိုပြတ်မှတ်ထားပြီးတိုက်ခိုက်နေမယ်ဆိုရင်အဲ့ဒီလိုမျိုး အရက်ဖက်ပြတ်မှတ်နေစေးရေးပြတ်မှတ်ကို မခွဲခြားဘဲနဲ့ကြောက်တော်မျိုးကိုမကြာခဏသတိရတိုင်းသွားပြီးဘုံကျဲနေမှာပေါ့။ ရခိုင်ပြည်နယ်မှာအေးအေးသိမ့်ထားပါတယ်ရခိုင်တပြည်နယ်လုံးကိုအေးအေးသိမ့်ထားပါတယ်ဆိုရင်အဲ့ဒီကအရသာပြတ်မှတ်တွေကိုမိလောင်ပြာချပြခဲ့တာတော်တော်ကြာခဲ့ပြီပေါ့နော်ဆိုတော့ဆိုတော့နောင်ကျိုးကိုသိမ့်ပြီလို့ဝါရဖြန်တာမအောင်မြင်ဘူးနောင်ကျိုးကိုသိမ့်ပြီလို့အောင်ပွဲခံပြီးလေကြီးပြီးတော့မြေပြင်မှာတကယ်တည်သွားတယ်နော် အေရီတိုင်းချောင်းတော်ကိုအေကတိမ့်တော်မယ်အေရီတိုင်းကပတ်သိမ်မော်တင်ဆုံးကိုအေကတိမ့်တော်မယ်ဆိုပြီးဝါဒတွေဖြန့်နေတကယ်တမ်းမှာခွေးတီဝက်တီတီးသွားတဲ့အခါကျတော့ဒေးမျက်နှာမျိုးကိုစစ်တပ်ကဖုံးချဲပါတယ် ကြောက်တုံမျိုးကိုစစ်တပ်ကတိုက်ပွဲမရှိဘဲနဲ့ဘုံချက်ပါတယ်စစ်တပ်ကအရက်သားပြင့်မှတ်အရက်သားတွေကိုပြင့်မှတ်ထားပြီးတိုက်ခိုက်ပါတယ်ဆိုတော့ခမားတို့ကလိန်ကကြစ်လမ်းစဉ်တွေကိုတုံးခဲ့ကြတယ်ဆိုတော့ခမားတို့ရဲ့ခပြားဟောင်းကြီးတွေကရိုးနေပြီဖြစ်တဲ့အတွက်အနောက်25လေးရောက်နေပြီเนาะအနောက်20တိတဲ့ကခမားတို့ပြောခဲ့တဲ့အရက်သားအရက်သားပြည်သူပြည်သူเนาะဒါပြဟောင်းကြီးကရိုးနေပြီဖြစ်တဲ့အတွက်နီးလန်းတစ်လီပါလီဆင်းလာတယ်နော်ဆိုတော့ جماعه အစောကပြောခဲ့သလိုပဲ ဘင်္ဂလားဒေ့ရှ်နဲ့အေအာအမေရိကန်ကကြော်တော်နောက်ခံနဲ့အေကိုထောက်ပံ့ပေးမယ်ဆိုတဲ့သတင်းတွေကြားလေကျမတို့ကပျော်လေဝမ်းသာလေပဲအဲ့လိုသတင်းတွေကြားလေအေရဲ့နောက်တန်းနေဖြစ်တဲ့ကြောက်တော်နဲ့အေရဲ့နောက်ခံတိုက်တွေကိုကျမတို့ကဘုံကျဲချီမောင်းတိုက်ခိုက်လို့ကောင်းလေပဲနော်အဲ့ဒီလိုပဲအောင်စရာစစ်ချောင်းဆိုရင်အောင်စရာစစ်ချောင်းကိုပရန်ယူကတိုက်ခိုက်သိမ်းမိုက်လိုက်ပြီးလို့ချိန်မုံးလိုက်ပြီးလို့ခင်ဗျားတို့ကပြောလေကျမတို့ကကြိုက်လေပဲအဲ့ဒီလိုပြောလေဟာအောင်စရာစစ်ချောင်းကိုချိန်မုံးလိုက်ပြီးလို့ပြောလေ တာလဘောဟင်းကျွေးလေးပဲအခုဆို KNU ကိုယ်တိုင်ကအတန်ထွက်လာတယ်စစ်တပ်ရဲ့အောင်စေရစစ်ကြောင်းကပြည်တွင်းစစ်မှာတုံးလို့မရတဲ့အတွဲလိုက်မီဆိုင်းဒုံးတွေတုံးပြီးကင်းပြည်နယ်တပြည်နယ်လုံးမှာတိုက်ပွဲတွေဖော်ဆောင်နေပါတယ်ဆိုပြီးတော့မူပြနေကြတယ်နော်ဆိုတော့ခင်ဗျားတို့ကအောင်စေရစစ်ကြောင်းကိုနှိမ့်နှိမ့်လိုက်ပြီးလို့ပြောလေကျွန်မတို့ကကြိုက်လေခင်ဗျားတို့ကအေးအေးကညောင်ကျိုးကိုတိမ့်ပါပြီးလို့အေးအေးကပသိမ်မော်တင်ဆုံးကိုတိမ့်တော်မယ်အေးအေးဘက်ကနေပြီးတော့ဘင်္ဂလားဒေ့ရဲ့အမေရိကန်ကကူပြီးတိုက်ပါတော်မယ်လို့ဝါဒဖြန့်လေကျွန်မတို့ကကြိုက်လေပဲခင်ဗျားတို့ကလေတဲက အော်တယ်တမတော်သားတွေကမြေပြင်မှာတကယ်စော်တယ်ဆိုတော့စစ်တိုက်တယ်ဆိုတာကမြေပြင်မှာပဲလေထဲမှာပဲတိုက်လို့မရဘူးမြေပြင်မှာတိုက်ရတယ်တကယ်တမ်းကျတော့အပြောနဲ့မဟုတ်ပဲနဲ့အလုံးနဲ့တက်တည်ပြနေတာတမတော်သားတွေဖြစ်တယ်နော်